ဗုဒ္ဓံပူဇေမိတမံပူဇေမိတံဃံပူဇေမိမာတာပိတုပူဇေမိအာစီယပူဇေမိအနန္တောနန္ဒာ၅ပါးကိုလက်ဆေပြာမူ၍ပူဇေမိပူဇော်ပိုင်းရှင်ဘုရားမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းကျွန်တော်များပုံမှန်မှတ်ခတ်ပေးနေဆရာပြေနာသိတိမဥစ္စာပဏမနာကွန်ဆတ်တာပေးရစီခင်ဗျာခုဗီဒီယိုလေးကတော့2025ခုနိုဝင်ဘာလ17ရက်ပိုင်းအတွက်မှာခရနိနန္ဒသမီးများဓာတ်ပုံနာတော်နတ်ခတ်ပေးတဲ့ပလဇာဟောဇနလေးပဲဖြစ်ပါတယ်နော် ဆက်လက်ပြီးတော့တနင်္လာနေ့နံပွားသားပြီးများအတွက်နက်ခတ်ဘေးတင်တလားဆောင်ဟော့စတယ်နဲ့အထူးတရက်တရက်လေးကိုဆရာတင်ဆက်ပေးသွားပါမယ်တနင်္လာနေ့နံသားပြီးမိတ်ဆွေများခင်ဗျာဒီနိုဝင်ဘာလထဲမှာဆိုလို့ရှိရင်ပေါ့နော်ကိစ္စရဲ့တော်တော်များများတွေမှာပေါ့နော်ပုံမှန်ထပ်ပို့ပြီးတော့မှရှုပ်ထွေးမှုတွေများတတ်တာတွေတွေ့ရပါတယ်နော်ဒီအယူအဆပိုင်းတွေအတွေ့အခေါ်မှတ်တဲ့လောက်ရက်တွေနော်စီးပွားကန်ဆာတာမှာပေါ်တတ်မယ်နော် ဒီလုပ်ငန်းရေးအပိုင်းတွေမှာပေါ့နော်အကောင့်မြင့်ဝါဒရှိတဲ့ပုံစံနဲ့ကြုံဝါဆောင်ဝါဖို့အခက်အခဲလေးတွေဖြစ်တတ်တယ်မိမိရဲ့မျှော်လင့်ချက်နဲ့လက်တွေ့ကမတိုက်ဆိုင်တာတွေလွဲချော်ရတဲ့ကိစ္စရတဲ့ပေါ်ပေါ်ရတတ်ပါလေနော် ဒီမိမိရဲ့ဒီငွေကြေးကန်စားတာမှာပေါ့နော်မိမိဘာသာစုဆောင်းတာမျိုးလည်းပို့ပြီးတော့အားကောင်းတာတွေ့ရပါတယ်နော်ချင်းကားတာမျိုးတွေမှာဆုံးရှုံးနေတာတက်တက်အခါကလေးတွေတခုဖြစ်နေတဲ့အတွက်သတိပြုဖို့ဆရာအကြံပေးခြင်းပါတယ်နော်စီးပွားကန်စားတာပေါ့ဒီ၁၇လပိုင်းတရလုံးမှာဆက်စပ်တိမခံတဲ့ဒီစီးပွားကန်စားတာမျိုးပေါ့နော် အမာရွယ်အတိမ်ဆောင်မခံတဲ့ကန်စားတာမျိုးဖြစ်နေတာတွေ့ရပါတယ် တချို့ကောင်းတဲ့အချက်လေးတွေအနေနဲ့ရတော့ဘောနော်ဒီဆရာတို့ဒီဘုဒ္ဓဟူးနံအိုးစီးတဲ့လုပ်ငန်းတွေဖြစ်တဲ့အလားပရေးရာတွေအလားပြင်ဆိုင်တွေအလားကုန်ရောင်းဝယ်ခြင်းလုပ်ငန်းရင်းယထရွှေဆိုင်ရွှေပရိရွှေရောင်းဝယ်ရေးရေလုပ်ငန်းရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရေချောင်းခရီးလုပ်ငန်းတဖက်ရေဆိုင်ရိုးစိုးလုပ်ငန်းစတဲ့ဘုဒ္ဓဟူးနံတဲ့လုပ်ငန်းတွေမှာအများစုဒါအကောင်းပါတယ်နော် ်ပြီးလို့ရှိရင်ဆရာတို့အင်္ဂါနံသိအိုးစီးတဲ့လုပ်ငန်းတွေဖြစ်တဲ့စံစီစေးစားစက်မှုလက်မှုစက်ကြောရေးလုပ်ငန်းနော်စင်ရနာလုပ်ငန်းဆက်တူရှေယာလုပ်ငန်းနော်စားတောက်ကုန်လုပ်ငန်းစားတောက်ဆိုင်ဆက်ချုပ်လုပ်ငန်းစားဥစားပြီးစားတဲ့လုပ်ငန်းရေးရာတွေမှာကတော့မိမိရဲ့ဒီမူလနေရာကနေပေါ့နော်မူလနေထိုင်ရာကနေရဝေးနေရာကနေပို့ပြီးတော့အကျိုးပေးအကောင့်တာတွေ့ရပါတယ်နော်ဒီစီးပွားကန်စားတာမှာနော်၁၇လပိုင်းအထုတတိထားမှာကတော့မိမိ မိမိကနေတမားသူစီကိုပေါ့နော်အကျိုးအမြတ်ရတော့၎င်းလူမှုရေးရတော့၎င်းပေါ့နော်ငွေကြီးအလွဲပြောင်းပြီးဆုံးရှုံးရတဲ့လာတလာဖြစ်ရှိနေတာကိုတွေ့ရပါတယ်ဆက်လို့ကျမ်းမာရေးကန်စတာမှာဆိုလို့ရှိရင်နော်စတလာပိုင်းအစာပိုင်းကနေ17ရက်နေ့အထိကအနည်းငယ်ညံ့တတ်ပါနဲ့နော်ခန္ဓာကိုဝမ်းမိုက်နဲ့ပတ်သက်တဲ့ယောဂါတွေနော်အောက်ပိုင်းနဲ့ခန္ဓာကိုအောက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂါတွေသတိထားဖို့ရှိရနော် ဆရာတို့ဒီ၁၇ရက်နောက်ပိုင်းကနေလပုံအထိမှာပေါ့နော်ဒီကျမ်းမာရေးကန်စားတာအတက်ပိုင်းကိုပြန်ရောက်လာမှာဖြစ်ပါတယ်အချင်းရေကန်စားတာမေတ္တာရေကန်စားတာအပိုင်းမှာဆိုလို့ရှိရင်တုတ်တက်မှုရှိပါတယ်တလောက်လုံးကျိုးစင်အနှောင့်ယှက်နည်းပါတယ်နော်ဒါပေမဲ့ဒီဆရာတို့နည်းနည်းဂယုပြုစရာအချက်နေနေပေါ့နော်မိမိရဲ့ချစ်သူဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အိမ်ဆောင်ဘက်ကစနေနေ့နံသားသမီးနော်ဖြစ်ခဲ့လို့ရှိရင်ပေါ့နော်စကားပြောဆိုတဲ့အထင်မြင်စကားလွဲတာတွေနော်နော် ီလွယ်မှာတက်တာတွေနော်ချစ်သူငယ်စကားများတာတွေကွက်ပြတ်တာတွေဖြစ်ရတယ်လို့ဒေါသကိုရှစ်တမ်းမတွေ့ဖို့ဆရာအကြံပေးခြင်းပါတယ်အချစ်ရေးမေတ္တာရေးကံစားတာကဆရာတို့ဒီ20ရက်နောက်ပိုင်းမှာမှသာစမ်းပြန်တက်လာတာမျိုးတွေ့ရပါတယ် အိမ်ဆောင်ရေးကန်စားတာမှာထပ်တခုတတိပြုဝါပေါ်တော့ဒီဆရာတို့ဒီမရှုပ်မလဲကိစ္စရက်တွေပေါ်ပေါ်ရတ်ပါတယ်နော်ဟုတ်လားအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအထင်မြင်လွဲမလာမျိုးတွေလည်းဖျက်တတ်တယ်လို့အချက်တကွဲအကျိုးနဲ့ဖျက်တတ်ပါတယ်နော်အဲ့တော့ကြာတော့ဆရာတို့တိကျန်လို့စိတ်တွေများလဲလို့စိတ်တွေပျောက်နေရတတ်တာမလို့ဒါတတိပြုဖို့ဆရာအကြံပေးခြင်းပါတယ်နော် ဆရာတို့ဒီစကားများတာတွေเนาะပြဿနာတက်တာတွေအချက်တော့ကကိစ္စဖြစ်ရတာတွေရဆရာတို့ဒီ၁၇လပိုင်းအစကနေ၂၀ရက်နေ့ဒီအိမ်ထောင်ရေးမှာအထူးဂရုစိုက်တဲ့မှာကြောင့်ဆရာအကြံပေးခြင်းပါတယ်ထပ်ပြီးတော့ဗောနော်ဒီဆရာတို့မလို့သူတွေရဲ့ဘေးစကားတွေမြောက်ပြင်ပြောဆိုစကားတွေလည်းစဉ်းစားဆင်ခြင်ပြီးတော့မှခရီးဆိုင်ဖို့ဆရာအကြံပေးလိုပါတယ်။ ပညာရေးကံစားတာဟာလည်းပဲဆရာတို့ဒီအစကနေပေါ်တော့20ရက်နဲ့အထိက ရုံးကနေရတတ်ပါတယ်ဉာဏ်ပညာကျော်အရဆိုလို့ချင်းဆရာတို့လုံငန်းပိုင်းရေးရာတွေမှာယာရုယာခံကိစ္စတွေလုံငန်းပိုင်းဆိုင်ရာပင်ကမြောက်ရတတ်တဲ့ကိစ္စတွေမှာကံကျော်ပြီးအားနည်းနေတာတွေ့ရပါတယ် ဒီဉာဏ်ပညာနဲ့ပတ်သက်လို့အကျိုးဖြစ်ထွန်းမှုနည်းပါးတတ်တဲ့အခါကာလလေးတစ်ခုဒါဖြစ်နေတတ်တယ်ပေါ့နော်ဒီ20ရက်နေ့အထိရပါတော့အဲ့တော့ကြတော့ဆရာတို့ဒီ20ရက်နေ့ကလေလောက်အောင်ဒီမှာတော့အနောက်ဆက်ချုံလုံးဝကင်းစင်ပြီးတော့မှအကျိုးပေးများတဲ့အခါကာလတစ်ခုဖြစ်တော်ပါလိမ့်ခင်ဗျဆရာတို့ဒီလူမှုကန်စာတာ နော်ပရိုက်တာအလုပ်တွေမှာကိုယ်တိုင်အိုးစီးရတာတွေဒါမှမဟုတ်လို့ရှိရင်မိမိရည်မှန်းထားတဲ့ကုသိုလ်ရေးကိစ္စတွေမှာအကောင့်ထဲပေါ်လာမျိုးတွေအောင်မြင်တာမျိုးတွေလူမှုရေးရာဆန်းတွေအများကျိုးပြုလုပ်ငန်းတွေမှာအဆင်ပြေနေရပေမဲ့လည်းပေါ့နော်ဒီဆရာတို့ဒီတချို့အပေါင်းအသင်းဆက်ဆံရေးတွေမှာပေါ့နော်ဒီပတ်ဝန်းကျင်အထည်အမြင်လွဲခံရတတ်တာတွေနော်ငွေကြေးကိစ္စရတွေပေါ်ပေါ်ရတတ်တယ်နော်အချင်းများတတ်တာတွေတပားသူစကားကြောင့်လည်းအချင်းချင်းစီးလုံးညီညွတ်မှုတွေပြပြတတ်တဲ့ကိစ္စမျိုးလေးတွေပေါ်တတ်တယ်နော် ပြီးလို့ရှိရင်ဆရာတို့အင်္ဂါနိနံသာသမီဗုဒ္ဓဟူးနိနံသာသမီတွေနဲ့အခမ်းအသင်းဖြစ်တာမျိုးပို့ပြီးတော့မှကြုံဝဆုံဝတက်လို့ဒါတတိယဝတက်ပါတယ်နော်။ငွေကြေးကိစ္စတွေမပြေမလဲဖြစ်ရတတ်တဲ့ကိစ္စတွေပေါ်ဝတက်တဲ့နော်။ငွေကြေးချင်းငားလိုက်တဲ့ကိစ္စရက်တွေမှာဆုံရှုံဝတက်တာမျိုးလို့ဆရာအထူးတတိပြုစေချင်ပါတယ်။နောက်ထပ်ဆရာတို့ဒီ ရေချမ်းနေချပေါ့နော်ဒေတာချနိုင်ငံချကန်စားတာနဲ့ပတ်သက်လို့ပေါ့နော်ဆရာတို့နိုင်ငံချကန်စားတာတော်တော်များရှိရဲ့ဖျားဘူးခီးထွက်တာတွေအလူတန်းပြုတ်ရတာတွေအကောင့်ထပ်ပေါ်အောင်လေးရှိရဲ့မိမိနေထိုင်ရာအရက်ကနေပေါ့နော်အနောက်ရက်ဒေတာနော်မြောက်ရက်ဒေတာတွေမှာအထူးအကျိုးပြုမယ်နော်ရေချမ်းနေချဒေတာချတွေမှာနော်လုပ်ငန်းတိုးချက်လုပ်ကင်ရခြင်းကိစ္စတွေမှာလည်းအောင်မြင်ရတတ်တဲ့အကြောင်းတွေကိုဆရာတို့ကောစာစာတာမှာဆရာတို့ညွှန်းဆိုထားပါတယ်နော်ဆရာဒီ 17လပိုင်းမှာပေါ့နော်တလင်းလာနေနံတွေတဲ့အချိုးပေးခဏအနေနဲ့ပေါ့နော် နှစ်ကနန်း၅ကနန်းနဲ့၆ကနန်းတွေဖြစ်ပါလေနော်ဒီကနန်းတွေကိုဆောက်ရွက်ဖြူတွေအပေါ်မှာ shopping နေနဲ့ရေးပြီးတော့မှကိုယ့်ရဲ့ငွေဝင်အဲ့ကိုယ့်ရဲ့ပတ်စံကြီးပေါ့နော်စသဖြင့်ကိုယ်ပိုင်ငွေရေးချေထားရနေရတယ်နော်ငွေတွေနဲ့အတူအဆောင်ရတရားဖြစ်ထားကြည့်လို့ဆိုရင်တိုက်တွန်းလို့ပါလေထုံငွေများမြဲခြင်းအချိုးတရားအချိုးတစုံတရားမရှိဘဲနဲ့ပေါ့နော်ကုန်ကန်းချင်းတွေကနေတာကွယ်နိုင်ဖို့အတွက်ဖြစ်ပါလေပေါ့နော်တနည်းအားဖြင့်ဆရာတို့လက်လာဘကံတွေပို့ဖို့အတွက်ကလည်းအထောက်အပံ့ဖြစ်စေပါလိမ့်မယ်ရေယုံကြည်နဲ့အဆောင်ရတရားဖြစ်ထားရှိဖို့ဆရာအကြံပေးရပါလေ ফিরে আসে আরও জি ခဏန်းတွေကိုပေါ့နော်ဆရာတို့ငွေကြေးကိစ္စတွေစာရုပ်စာတမ်းကိစ္စတွေအယောင်းဝယ်အမြန်ဆုံးများလို့တဲ့ကိစ္စရက်တွေမှာအချိန်အခါကာလအနေနဲ့တော့လကောင်းနော်ရက်စွဲအနေနဲ့တော့လကောင်းတိုက်ဆိုင်ပြီးတော့မှဆရာတို့တိတ်တိတ်ကြကြဆရာအတုံးချကြည့်စေချင်ပါဘူးနော်မိမိရဲ့ကုသိုလ်ကံပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားတွေကံအကျိုးပေးများတာတွေနော်အားကောင်းတာတွေကိုယ်တိုင်ကြုံတွေ့ရပါလိမ့်မယ်နော်ဒီစာရွက်အပိုင်းအစလေးတွေကိုတော့ဆရာတို့၁၇လပိုင်းကုန်တဲ့အခါမှာဓာတ်အဆောင်ရည်တရားပစ္စည်းဖြစ်တဲ့အတွက်တန့်ရှင်းတဲ့မြေရှောင်းစတဲ့ရေရှင်မှာ စွန့်ပေးရမှာဖြစ်ပါရင်နော်ဆက်စက်တလပိုင်းတည်းမှာကံပွင့်လက်ပွင့်စေပြီးတော့မှနော်လုပ်ငန်းကိုင်ငန်းတို့အထူးအောင်မြင်စေလိုခြင်းအတွက်အထူးဓာတ်ရတရားအနေနဲ့မိမိရဲ့နင့်နံဘုရားဖြစ်တဲ့အရှိအရက်ဘုရားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်နင့်နံဘုရားတွေမှာတွားရောက်ဖို့မလွယ်ဘူးတဲ့ပုံပေါ်တဲ့ကိုယ့်ရဲ့အိမ်ဘုရားမှာဒီနင်းစီအဖြူနင်းစီအဖြူ၃ပွင့်နဲ့ ောင်းတပြေကိုကက်လူတန်းပေးပေးပါနော်ဘုရားပတ်အိုးတအိုးစီခွဲလို့ပေးပါနော်နေ့နာပြဆရာတို့၁၇လပိုင်းရင်တနင်္လာနေ့မနက်ပိုင်း၆နာရီနဲ့မနက်၉နာရီတည်းမှာအထူးလူတန်းပူဇော်ပေးပေးပါနော်မိမိရဲ့အခက်ခဲတွေအပူဓာတ်တွေကိုငြိမ်းအေးစေရအောင်လို့လည်းတောက်တော်ကြီးချန်ဘုရားမှာကပ်ပေးပါနော်အရေးအတွက်မရှိပါနော်၃ခွတ်၅ခွတ်ပို့အစင်တွေလို့ကပ်ကလူပူဇော်ပေးပေးပါဂုံတော်ပွားများပေးပါနော် နော်ဆရာတို့ဒီခရီးလမ်းသွားရင်းနဲ့အခက်ခဲရှိသူကိုအစားတောက်ပေးတာလမ်းစိတ်လူရာမျိုးတွေမကြမကြလုပ်ပေးတင်ပါတယ်ဖះရှင်ရဂုံတော်ပတိစိတ်လိုသူများအတွက်ဆရာတို့ဒီလောကဝိတုဂုံတော်ကိုပဲပေါ့နော်တလာလုံးတေချာထုံနေအောင်လို့စိတ်ပေးပါနော်ဂုံတော်ပွားများတဲ့အခါမှာလည်းပေါ့နော်ဆရာတို့အနာတိတ်ပဲနဲ့တေချာဂုံတော်ကိုပွားများစေလိုပါတယ်နော်လောကဝိတုတတလောကဩကာသလောကသင်္ခါရလောကဟုဆိုတော့လောက၃ပါးကိုအကျွင်းမဲ့သိတော်မူတဲ့မြတ်စွာဘုရားလို့ပွားများပြီးတော့မှ ကုန်တော့ပရိစိတ်ပေးပါเนาะမှတ်ရထက်လို့ရှင်နဲ့ဆရာတို့လောကဝိတုလောကသုံးပါးကိုတိတော်မူသောမြတ်စွာဘုရားလို့ရွတ်ဆိုခွားများပေးပါเนาะအခုရတရားတွေဆရာကုတုလည်းရစေပြီးတော့ကောเนาะကံပွင့်လက်ပွင့်စေပြီးတော့မှလုပ်ငန်းကိုင်ရအကျိုးစီးပွားတွေကိုအထူးကျေလေကျေလေလာစေဖို့အတွက် ယတရားကိုဆရာတေချာတွက်ချက်ပေးကြတာဖြစ်ပါရင်เนาะဆက်ရမိတ်ဆွေများအခုဟောစနန်းလေးကိုဆရာ like ပေးတာ share ပေးတာเนาะ share ပေးရလေးတွေလုပ်ပေးသွားကြမှာနောက်တစ်ခုကဆရာတို့ machine လဲနာလေးတွေရှိလို့ရှင်လဲပေါ့เนาะ machine လဲနာတွေဆွေးနဲ့အကြံပေးရတွေရှိလို့ရှင်ဆရာတို့ message ကနေတော့၎င်း comment ကနေတော့၎င်းပြုလုပ်ပေးကြပါဆရာတို့ဒီ net ခတ်ပေးတဲ့မင်းမြတ်လို့တဲ့ပုံကိုယ်တွေမိတ်ဆွေများအတွက်ပေါ့เนาะနှဲ like ကံကြံမှာကံစားတာကိုဆရာမွေးတက်ကလေးမွေးရမွေးလာနေတဲ့ net ခတ်ကံစားတာတွက်ချက်ပြီးတော့မှဆရာဟောပြောပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်လေးကတော့ 309 2961 11လေးဖြစ်ပါတယ်နော်။ Viber WhatsApp Telegram တွေကနေလည်းအနေနဲ့အရရကနေပြည်တွင်းပြည်ပမိတ်ဆွေများဒါကန်ဆာတာဆက်ဆဲမင်းမြန်းနိုင်ပါတယ်။တဲလာနေနံပါတ်မိတ်ဆွေများအားလုံးကိုကျမ်းမာဆက်ချမ်းသာပြီးတော့မှဘေးပရာခတ်သိမ်းအပုခတ်သိမ်းကင်းရှင်းကြပါစေကြောင်းဆွမောကောင်းတောင်းပေးရင်းနဲ့ဆရာတဲလာနေနံတာသမီနော်ဟောတာသမီများအတွက်နိုဝင်ဘာလ17ရက်ပိုင်းအတွက်ဟောစရန်လေးကိုဆရာဒီမှာပဲအဆုံးသတ်ပေးပါစေ